ကျွန်တော်ကအဲ့မင်္ဂလာဆောင်မဲ့ကောင်မလေးကိုလက်ထပ်မဲ့ဆိုတဲ့ဟာလွယ်လွန်းတကူလုပ်ရင်တော့လွယ်တာပေါ့ဗျာအဲဒါမှလည်းမင်္ဂလာဆိုတော့တသက်မှာတမင်္ဂလာဆိုတော့လည်းလှုပ်ချင်တာရှိမှာလို့လှုပ်ချင်တာရှိဟာကိုကျွန်တော်ဖြည့်စည်မပေးနိုင်ပါဘူးစိတ်ပူတာပေါ့အဓိကအဲ့ဒါပါပဲကျန်တာတော့တိတ်ထွေထူးတော့ဘာမှမရှိပါဘူးကျွန်တော်အမှုပညာကိုအရင်ချစ်တဲ့ကောင်ဆိုတော့ကျွန်တော်အမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုနည်းနည်းလေးဟိုတားဆီးတာတော့ကန့်ကွက်တာဆိုရင်မကြိုက်ဘူးဆိုတော့အဲ့ဒါမျိုးတွေလည်းသူ့မှာမရှိပါဘူးနားလည်းပေးပါအဲ့ဒါဆိုရင်လုံလောက်ပါနှစ်ယောက်လုံး ဘယ်လောက်ချင်းနေလဲ80ရာခိုင်နှုန်းချင်းနေလဲသူ80ကို90ညီးတယ်လေအဲအဲ့လိုမျိုးပေါ့ချစ်ချင်းမြတ်တာကိုညီသူမြတ်လို့ချစ်ရတဲ့ချစ်ချင်းမြတ်တာမျိုးပဲကျွန်တော်ကလိုချင်ပါတယ်ကျွန်တော်ကအဲ့မင်္ဂလာဆောင်မဲ့ကောင်မလေးကိုလက်ထပ်မဲ့ဆိုတဲ့ဟာလွယ်လွန်းတကူလုပ်ရင်တော့လွယ်တာပေါ့ဗျာဒီလားယောက်ျားလေးတယောက်အနေနဲ့လွယ်လွန်းတကူလုပ်ရင်တော့လွယ်ဒါပေမဲ့ main clip ဘက်ကိုပြန်ကြည့်ရင်ကြတော့လေမလွယ်ပြန်ဘူးပေါ့လေသူတို့ဟိုဖြစ်စေခြင်းနဲ့ နေထားသူတို့လှုပ်စေချင်လှုပ်ချင်တဲ့ဟာမျိုးဆိုတော့အဲကျွန်တော်ဘက်ကလည်းဘာတွေလှုပ်ပေးနိုင်မလဲဆိုတာကအရန်ရည်ကြည့်ရအောင်။အခါကျတော့ဘာမှလှုပ်မပေးဘူးနားလည်မှုလေးနဲ့ဒီလိုပဲဟိုနှစ်ယောက်နှစ်ဦးသဘောတူလက်ထပ်ပြီးတော့အဟုတ်ဟိုဘက်ခွနေဒီဘက်ခွနေထားပါတော့လေ။ဒါမြန်မာယူရတာလေလှုပ်မယ်ဆိုလည်းဖြစ်တာပဲ။အဲဒါမှလည်း main လေးဆိုတော့တသက်မှာတမင်္ဂလာဆိုတော့လည်းလှုပ်ချင်တာလေးရှိမှာလို့လှုပ်ချင်တာလေးရှိဟာကိုကျွန်တော်ဖြည့်စည်းမပေးနိုင်ပါဘူးစိတ်ပူတာပေါ့အဓိကအဲ့ဒါပါပဲကျန်တာတော့တိတ်ထွေထူးတော့ ဘာမှမရှိဘူး။အဲကျွန်တော်ကတော့ဟိုလေကျွန်တော်လုပ်နေတဲ့အလုပ်အမှုပညာလုပ်ကိုမတားဆီးမကန့်ကွက်ရပြီကျွန်တော်တို့ကလေကျွန်တော်အမှုပညာကိုအရင်ချစ်တဲ့ကောင်ဆိုတော့ကျွန်တော်အမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုနည်းနည်းလေးဟိုတားဆီးတာလို့ကန့်ကွက်တာဆိုရင်မကြိုက်ဘူးဆိုတော့အဲ့ဒါမျိုးကြီးလည်းသူ့မှာမရှိပါဘူးနားလည်းပြေးပါတယ်အဲ့ဒါဆိုရင်လုံလောက်ပါတယ် ဘယ်လိုခေါ်မလဲဆိုကျွန်တော်ပြိသက်တွေကျွန်တော်အားပြီးတဲ့ပြိသက်တွေကကျွန်တော်ပြိသက်ပဲလေအဲသူတို့တွေဥမာတော့ဘာလို့ညံသမားတော့ကအိမ်တော်ပြူဝိုင်းအချစ်ရောသွားတာပေါ့သွားတာတော့ထားပါတော့လေဒါပြောချက်ဆိုကြတော့အဲ့ဒါကလည်းအဲတချို့သူတွေအတွက်ဟုတ်ချင်ဟုတ်လိမ့်မယ်ကျွန်တော်တို့တော့ဖြစ်ချင်မှာဖြစ်လိမ့်မယ်ကျွန်တော်ကတော့အဲ့လိုစဉ်နိုင်ကဆောင်းရင်းနေချောလို့ဆောင်းရင်းနေလှလို့မသိမလားအဲ့လိုအားပေးတာမဟုတ်ဘူးလေပြိသက်ကကျွန်တော်ကတေးဥဆောင်မလို့ ကျွန်တော်တေးဥဆောင်မှုပဲအားပေးတာအဲအဲ့တော့ကျွန်တော်တေးဥဆောင်နေပုံကျွန်တော်တေးဥဆောင်မှုတွေကျွန်တော်ကာရိုက်တာတွေမပြည့်စည်သွားဘူးကျွန်တော်ရဲ့တေးဥဆောင်မှုတွေမကြပါဘူးကအရေးကြီးရယ်ကျွန်တော်ဒါဝဲမျှော်လင့်လာတော့ပိတ်သက်ကျွန်တော်ဆက်ပြီးအားပေးဖို့အတွက်ကျွန်တော်လုပ်နေတဲ့ item တွေကျွန်တော်ရဲ့ဇက်ကောင်စရိုက်တွေကပို့ပြီးတော့ပြင်ပလာဖို့ပို့ပြီးရုပ်တည်ရှိလာဖို့ပို့ပြီးသူတို့ရင်ထဲရောက်လာဖို့ပဲကျွန်တော်စဉ်းစားတာအဲ့အတွက်စိတ်မပြေဘူး အာသက်မှပြီတော့လူပြိုးရေးဆင်းနဲ့တော်တော်ဝင်နေတယ်တော်တော်လူပြိုးနေပါလေအဲကျွန်တော်အဲ့စုံခဲ့တာအဲ့အလှူတစ်ခုမှပဲထင်တယ်ဟုတ်အလှူအလှူတစ်ခုမှပဲအဲ့လိုပဲသိရပါဘူးကျွန်တော်အဲ့ခေတ်ကမင်းသားလုပ်နေအဲ့ဗီဒီယိုခင်မာရဲဟိုကကျွန်တော်မင်းသားရိုက်နေပြီဆိုတော့လေကျွန်တော်2020အထိလာမနေဆယ်20ဝင်အဝင်လာမနေအဲ့ဒီဗီဒီယိုရိုက်နေတော့နေကျွန်တော်ပြီးတော့လေ2020မဟုတ်ဘူး2021 21အထိကိုကျွန်တော်ဗီဒီယိုရိုက်နေတော့ အဲ့မှာဟိုကိုပြီးတော့ပဲဖြစ်ပါညာဖြစ်တော့ခဏလေးငြိမ်လိုက်တာပေါ့ငြိမ်လိုက်ဆိုတော့ဗီဒီယိုဆိုတော့အဲ့လို YouTube တွေရိုက်တာလို့ view ဈေးကတိတ်မရှိတော့ဆိုတော့အဲ့ ठी ကိုကျွန်တော်လှုပ်လှုပ်နေရတော့အဲ့အနေမှာကျွန်တော်ဇလန်တွဲကူးတယ်ဇလန်တွဲကူးနေနေဇလန်တွဲကြားထဲမှာလည်းအဲ့ဗီဒီယိုတကားချင်းစီလေးတွေဖြောက်ဖြောက်တော့ရိုက်သေးတယ်အဲ YouTube channel အတွက်တော့ဘာလို့ဆိုတော့အဲ့လိုလှုပ်သေးတယ်အလုပ်ကတော့အဲ့လိုတောက်လျှောက်ဟိုပါဖြစ်နေရဆိုတော့အဲ့ ठी ကလည်းကျွန်တော်ကခေါင်းဆောင်မင်းသားအနေနဲ့စရိုက်နေပြီလေကျွန်တော်2014မှာကျွန်တော်ကခေါင်းဆောင်မင်းသားစရိုက်တာဆိုတော့ ကျွန်တော်တို့နှစ်ယောက်ကအဲ့လိုလေသူ့မွေးနေကို့မွေးနေဆိုတာအဲ့လိုအများကြီးမျှော်လင့်တာမဟုတ်အဲ့လိုအဲ့အမှတ်တရဖြစ်စေမဲ့ဟာလေးတခုခုတော့အဲ့လိုလောက်ဖြစ်ကြတယ်ဗောလေဥမာဟိုဥမာပြောနေဗောဟို surprise လေးဗောတည်တည်လေးပဲဖြစ်ဖြစ်ကြီးကြီးလေးပဲဖြစ်ဖြစ်အဲ့လိုအကြီးမားကြီးဟိုဆိုရတဲ့ဟာမျိုးမရှိဘူးဗောလေကျွန်တော်တို့အနေထားနဲ့ကလည်းခုနပြောနေဗောကို့အထွာကို့အနေထားနဲ့ကြတော့လေအဲ့လိုဟိုဓာကြီးကိုလုံးမလုံးမနေနဲ့လုံးမနေနဲ့ဥမာဆိုကြပါစို့ ကုသိုလ်ရခြင်းအခုကျွန်တော်လှူတဲ့ထဲမှာပါဝင်လှူတန်းလိုက်အဲဒါဆိုပိုကုသိုလ်ရရပေါ့လေအဲ့လိုမျိုးပေါ့ဒါပေမဲ့လိုအပ်တာလေးတွေလည်းလုပ်ပြပါတယ်အဲကျွန်တော်ကလည်းဟိုဘယ်လိုခေါ်မလဲကျွန်တော်ကြီးပဲချစ်တာလည်းမလို့ခြင်းသူကြီးပဲချစ်တာလည်းကျွန်တော်မလို့ခြင်းဘာဆိုသူလည်းချစ်မယ်ကျွန်တော်လည်းချစ်မယ်အဲ့လိုဟာမျိုးနေမဟုတ်လားကျွန်တော်ကြီးပဲချစ်ပြီးတော့ तू ကမချစ်ဘူးလို့မလို့သူကကြီးပဲကျွန်တော်ချစ်နေတော့လဲကျွန်တော်တို့ပူလောင်တယ်လေအဲ့လိုမျိုးမဟုတ်ဘဲနဲ့နှစ်ယောက်လုံးဘယ်လောက်ချစ်နေလဲ80ရာခိုင်နှုန်းချစ်နေလဲ तू 80 90ညီးတယ်လေ အဲအဲ့လိုမျိုးပေါ့ချစ်ချင်းမြတ်တာကိုညီတူမြတ်လို့ချစ်ရတဲ့ချစ်ချင်းမြတ်တာမျိုးပဲကျွန်တော်ကလိုချင်ပါတယ်